ခုလိုကြောင်းရင်ကြောင်း Academy စုချင်းတည်ရမယ်လို့ခံမှန်းချင်းခံနေရတဲ့နေတူနဲ့မြင်များမိတ္တများအလုံးမဲမင်္ဂလာပါရှင်2025ခုနှစ်မြန်မာရုပ်ရှင် Academy ထူးချွန်စုပွဲကြီးနိကလာလာနဲ့အမျှမိတ္တတွေရဲ့ရင်ထဲမှာဘသူတွေများဒီနှစ် Academy ရနိုင်မလဲဆိုတဲ့အင်ခုံတန်တွေထင်ကြီးပြီးမှုတွေနဲ့အရန်ကိုလုခဲ့နေတဲ့အကြောင်းပါတခြားသူတွေထက်မိတ္တတွေအလုံးကမျက်လုံးတောက်လျှောက်ကြည့်နေကြတဲ့အမျိုးသားဆောင်စုအတွက်ကတော့ဒီနှစ်မှာတကယ်ကိုထိတ်တိုက်တွေးနေတဲ့ ပြန်ပဲကြီးနှစ်ယောက်ရှိနေတာပါသူတို့နှစ်ယောက်ကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းစူပါမင်တာကြီးနှစ်လမ်းဖြစ်တဲ့အကယ်ဒမီနေတိုးနဲ့အကယ်ဒမီမြမြတိုးပဲဖြစ်ပါလေရှင်တကယ်တော့အဒီမင်းသားနှစ်ယောက်ကအခုဆိုရင်အသက်အရွယ်အားဖြင့်လူလက်ပိုင်းအရွယ်တွေကိုရောက်ရှိလို့နေကြပါပြီဒါပေမဲ့သူချတာကသူတို့ရဲ့အနုပညာစွမ်းဆောင်ရေး performance တွေကကြာတော့ချင်းမရှိပဲ အခုချိန်ထိတိုင်းပြည်ရဲ့ထိပ်တန်းမင်းသားတွေအဖြစ်နဲ့ဗိတ်သက်တွေရဲ့အရှိတော်တွေအဖြစ်ခိုင်ခိုင်မာမာယက်တည်နေဆဲပါအထူးသဖြင့်တော့ဇာကောင်ဆိုင်တွေပေါ်မှာကြီးမြှောက်နိုင်မှု item တွေပြပြနိုင်မှုတွေတခြားသောနောက်ထပ်မင်းသားတွေလုံးဝလိုက်မမီနိုင်တဲ့ level တစ်ခုမှရှိနေဆဲပါဒါကြောင့်လဲနှစ်စဉ်နှစ်တိုင်း academy ဆုအတွက်ဒီမင်းသားနှစ်ယောက်ရဲ့အနာမည်ကပဲအဓိကအပြိုင်အပြက်နေကြတာပါဒီနေ့2025ခုနှစ်အတွက်ရောပါဖြစ်လို့သူတို့နှစ်ယောက်ထဲကပဲ ကျင်းတည်ရမယ်လို့ထင်ကြီးပြီးခံနေရတာလဲဒီလိုဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းတွေကိုကြည့်လိုက်ကြရအောင်ပထမဆုံးမိသားကတော့မြင်မြပါမြင်မြကအတင်းနှစ်မှာအကယ်ဒမီမှတ်လို့ရတဲ့ဇာကားကောင်းတွေနှစ်ကားတောင်ရှိနေတာကသူ့ရဲ့အဓိကအာသာရှိပါပထမတကားကတော့ဒီနေ့အစာပိုင်းမှာယုံတင်ခဲ့တဲ့အမည်စာရုပ်ရှင်ဇာကားပါဒီကားမှာတော့မြင်မြဟာအိတ်တက်တွေရဲ့အမြင်ဖြစ်နေတဲ့ဟာတမင်းသားပုံစံကိုလုံးဝရှုပ်ဖြစ်ခဲ့ပါတယ်သူကစီပင်အမိုက်ကောက်သမားတယောက်နေရာကနေ ူ့ရဲ့ညီလေးနဲ့ညီမလေးအတွက်ဘဝတစ်ခုလုံးကို အနစ်နာခံခဲ့ရတဲ့အကိုကြီးတယောက်ရဲ့အသွင်စိတ်ခံစားချက်တွေကိုလက်ချက်တွေရင်ထဲထိရောက်အောင်တရုပ်ဆောင်ပြတ်သွားခဲ့တာပါဒါတင်ပဲလားဆိုတာမဟုတ်သေးပါဘူးအခုလက်ရှိရုံတင်ပြတ်တနေဆဲဖြစ်တဲ့အတူဆိုတဲ့မြုပ်ရှင်စကားကြီးကသူ့အတွက်ဒုတိယမြောက်အကယ်ဒမီမျှော်လင့်ချစ်ပါဒီကားထဲမှာတော့မြေစာနဲ့လုံဝဆန့်ကျင်ပဲမြို့ကနေကျေးလက်ကိုဆေးကူးဖို့ရောက်နေတဲ့ဆရာဝန်မလေးကိုအရန်ယူတာစာနဲ့ရှင်းမိသွားတဲ့ကျေးလက်တော်သားလေး အတူနေရာကနေပြိတ်သက်တွေမျက်စိကြလောက်အောင်ရိုးသားမှုနဲ့အရှိတ်ကိုပုံဖော်ပြခဲ့တာပါဒီလိုမျိုးတနစ်ထဲမှာကွဲပြားတဲ့ဇာယုတ်နှစ်ခုကိုအကောင်းဆုံးပြုံးဆောင်နိုင်ခဲ့တာကြောင့်မြင်မြတ်ကအကယ်ဒမီစုအတွက်ထိတ်ဆုံးကနေဒီပန်းစားနေတာပါမြင်မြတ်ကဒီလောက်ကောင်းနေချိန်မှာသူ့ရဲ့အဓိကပြိုင်ဘက်နေတို့ကရောပါလေလောက်ထားလဲအခုနဲ့မှနေတို့အကယ်ဒမီရနိုင်လောက်တဲ့ဇာကာယုံမတင်ရသေးပေမဲ့နေတို့ကမကြခင်ယုံတင်မဲ့မြင့်လက်တက်ပေမဲ့ရည်ကြီးကကျန်းတယ်ဆိုတဲ့ရုပ်ရှင်ဇာကာကြီးနဲ့ အကယ်ဒမီကိုမှန်းနေတာပါဒီကားထဲမှာသူရဲ့ဇာယုတ်ကတကယ်ကိုစိန်ခေါ်မှုအကြီးကြီးပါသူက NGPT နတ်ကတော်နေရာကနေသူ့ရဲ့အနုပညာတပ်ပေါင်းသူ့ရဲ့အစွမ်းတွေအကုန်လုံးကိုထုတ်တွန်းပြီးတော့တရုတ်ဆောင်ထားပါတယ်ဒီလိုဇာယုတ်မျိုးကအမင်းသားတယောက်အတွက်အရန်ကိုတရုတ်ဆောင်ရခက်ခဲတယ်လို့ပိတ်သက်ရဲ့လက္ခဏာမျိုးအတွက်စွန်စားရတဲ့ဇာယုတ်မျိုးပါဒါပေမဲ့နေတော့ကတော့ဒီနတ်ကတော်ခရိုက်တာကိုပြပြလုံးလို့ပိတ်သက်တွေရဲ့ရှိကျူးမှုအပြေအဝရရှိထားပြီး academy နဲ့ထိုက်တန်တယ်လို့တခနဲ့ သတ်မှတ်ခံထားရပါတယ်။ဒါကြောင့်ဒီနေ့အကယ်ဒမီပွဲကတကယ့်ကိုအကဲဖြတ်တွေကောင်းခဲ့ရမယ်ပွဲပါ။တစ်ဖက်ကဇာယုတ်အစုံနဲ့မြေစာအတူဆိုတဲ့ဇာကားနှစ်ကားနဲ့အာသာနေတဲ့မြမြတစ်ဖက်ကဇာယုတ်အပြောင်းအလဲနဲ့နတ်ကတော်ဆိုတဲ့စိန်ခေါ်မှုဇာယုတ်ကြီးတစ်ခုတည်းနဲ့တိကျသေးချနေတဲ့နေတို့ဒီစူပါမင်းသားတစ်ယောက်ထဲကဘသူက2025ခုနှစ်အတွက်အကယ်ဒမီရွှေစင် ရုပ်တူကြီးကိုစုခူးသွားမလဲဆိုတာ တကယ်ရင်ခုန်စရာပါအခုကြည့်ရှုနေတဲ့ဗိတ္တကြီးတို့အနေနဲ့ဒီနေ့အတွက်ဒီတိုးနဲ့မြင်းမြဘဒုကိုအကယ်ဒမီရစေခြင်းနဲ့မြင်းမြရဲ့မြေသားလားအတူလားဒါမှမဟုတ်ဒီတိုးရဲ့နဂရောဇယုတ်လားဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်